အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းက Brian Aubameyang ရဲ့အပြောင်းရွှေ့ကိစ္စကို အပိသက်ကိစ္စဆောင်ရွက်နေတဲ့အချိန်မှာ မထင်မှတ်ပဲနဲ့ Tottenham Hotspur အသင်းကကြားဝင် hijack လုပ်မဲ့အစီအစဉ်မျိုးနဲ့ရင်ဆိုင်နေရတယ် Man United က25နှစ်သားကမ်မွန်ကစားမောက်ကိုအစိုးကြီးတွေက Advanced Drop ပြုထားပြီးအပြောင်းရွှေ့ရဲ့နောက်ဆုံးစိတ်ကိုဆွေးနွေးနေပြီး ပြောင်းရွှေ့ချေဘလောက်လဲဆိုတာကိုပဲညှိနေတယ်။ကစားမကမန်ယူနိုက်တက်နဲ့၅နှစ်စာချုပ်ချုပ်မယ်။ contract ကတပတ်ကိုတသိန်းခွဲကနေ2သိန်းထိရှိမယ်။ bonus ခံစားခွင့်နဲ့ man united ကပြောင်းမယ်။ဒါက according to plan တိုင်းအားလုံး okay တယ်။ပြောင်းရွှေ့ချေကတော့ bradford တောင်းတာက90ကို solid လိုချင်ပြီးတော့12သန်းကိုလွယ်လွယ်ကူကူဖြစ်မဲ့ add on bonus မျိုးတောင်းထားတယ်။ united ကအစောပိုင်းတော့က55 plus 10နဲ့သူတို့ကမ်းလှမ်းနေ bradford ကပေချတော့ united က okay 50 plus 30ပုံစံမျိုးတွားတယ်ဒါပေမဲ့အဲ့နေရာမှာ30 plus 7ပဲထားပါတော့အဲ့နေရာမှာ Man United ပြီးတဲ့ကာလမှုတွေမှာတချို့ဟာတွေကနည်းနည်းလေးခက်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 ရမယ်ပုံစံမျိုးတွေပေါ့လေ Bravo လို့ကျင်တာကထားပါတော့ပွဲ50ပြည့်ရင်ဘယ်လောက်ရမယ်တို့ Twin Go ဘယ်လောက်ရရင်ဘယ်လောက်ရမယ်တို့300ပြည့်ပြည့်ကစားရင်ဘယ်လောက်ရမယ်အဲ့အဲ့လို simple ဟာတွေကိုတို့ကတောင်းတာ Man United ကတော့နည်းနည်းလေးခက်ခဲမဲ့ဟာတွေထည့်ထားတဲ့ခါမှာဒီကိစ္စကိုတို့ညှိနေတယ်ဆိုတော့တို့ရဲ့အပြောင်းအရွှေ့ဒီက တန်း90 solid face fee ဖြစ်မယ် channel add on ကိုအဓိကညှိတဲ့အချိန်မှာ Thomas Frank ရဲ့အပြောင်းရွှေ့နဲ့ Tottenham Hotspur ရဲ့ဒါအပြောင်းရွှေ့ဟာ Brian Ambumo ရဲ့အပြောင်းရွှေ့တစ်ခုလုံးကိုလာပြီးတော့ effect ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ Tottenham Hotspur က Ange Postecoglou ကိုထုတ်လိုက်ပြီးတဲ့အချိန်မှာ Thomas Frank ကိုသူတို့နီးပြားပြစ်ခတ်ဖို့စပြီးတော့ဆွေးနွေးတယ်။ဆိုတော့ဒီကဒီနီးပြားကိုလွန်ခဲ့တဲ့၅ပတ်တည်းက Spurs ကတောင်းလျှောက်ဆွေးနွေးနေတဲ့အချိန်မှာ Thomas Frank ကိုယ်တိုင်က ထော်တနာဟော့စပါကိုကြိုက်ချင်တဲ့အကြောင်းဝန်ခံလာပြီးတော့စပါအသင်းတောင်ရှိသူတွေကိုဘရန်ဖို့နဲ့ညှိခိုင်းတယ်ဘရန်ဖို့အသင်းနဲ့သောမတ်စရန်ဂျာမှာဂျော်ဂျင်းစာချုပ်ကဒါဂျော်ဂျင်းစာချုပ်ရှိတယ် release score ရှိတယ်အဲ့ဒါက7သန်းပေးရတယ်ဆိုတော့စပါဘက်ကအခု anch poso ကိုကုကိုထုတ်တဲ့အတွက်ကြောင့် လေးတန်းပေးရတယ်ယူရိုပါလိမှာချန်ပီယံဖြစ်တဲ့အတွက်နှစ်တန်းနဲ့သူက6တန်းပေးပြီးသွားပြီဆိုတော့အခုလောလောဆယ်မှာသောမတ်စ်ဖရန့်ကိုသူတို့7တန်းထပ်ပေးပြီးရင်ခေါ်လို့ရတယ်အဲ့ဒီနေရာမှာသောမတ်စ်ဖရန့်ကထော့နန်ကိုဘာတောင်းဆိုလဲဆိုတော့သူ့ကိုခေါ်မယ်ဆိုရင်သူတို့ရဲ့တိုက်စစ်မှု Brian Amwemu ကိုဘာတခါတည်းထော့နန်ကိုခေါ်သွားပေးဖို့တောင်းဆိုရချင်အဲ့ဒီချက်က United တို့နည်းနည်းလေးဒါပြိုင်ဘက်လို့ဖြစ်လာတာဆိုတော့အခုပေါ်ပြတဲ့ Sky Sport မှာပေါ်ပြချက်ရာ သောမတ်ဖရန်ကအခုလက်ရှိအန်ချ်ဘောဆိုကိုကူနေရာကိုရယူပြီးထားနေထော့တနမ်ဟော့စ်ပါကိုမန်ချက်စတာယူနိုက်တက်အသင်းရှိကနေဘရိုင်ယန်အမ်ဝဲမူကိုအရခေါ်ယူဖို့ဒါစပါ့စ်ကိုသူတောင်းဆိုထားတယ်အခုလောလောဆယ်အနေထားရဘယ်လိုပြောမလဲဆိုတော့ Thomas Frankback ကဂျာစပါးခေါ်နိုင်လိမ့်မယ်လို့ယုံကြည်ပြီးတော့စပါးကို push လုပ်တဲ့အတွက်ကြောင့် Manchester United အသင်းကိုရောင်းမယ်လို့ပြောထားတဲ့ Brentford ကဈေးကန်လို့ရရုံကျွန်တော်ပြောလို့ပေါ့လေကစားသမားတယောက်ကိုတယောက်တည်းလွယ်လွယ်ကူခေါ်တဲ့အချိန်မှာပြဿနာမရှိပေမဲ့ Premier League club အချင်းချင်းကတူတူလိုက်လာပြီးဆိုရင် နောက်ထပ်5တန်း10တန်း15တန်းတန်း20လောက်ထိဈေးတက်သွားနိုင်တယ် ဆိုတော့ Brandford ဘက်ကသူစိတ်ချိုက်ဒီကစားမရဲ့ contract ကတစ်နှစ်ပဲကြာပေမဲ့အပူတစ်နှစ်ထပ်တိုးခွင့်ကို club ဘက်ကယူထားတယ်။ကစားမရဲ့ direction ကတော့ Manchester United ပဲ။ကစားမက Man United ကိုပဲပြောင်းမယ်။ Man United ကိုပဲကစားချင်တယ်။ Ruben Amorim ရဲ့နံပါတ်10ကိုအောက်မှာကစားချင်တယ်။ဒါသူရဲ့ clearly message Brandford ကလည်း okay United နဲ့ပဲ deal လုပ်တယ်။ဒါပေမဲ့အဲ့ဒီမတင်မတ်တဲ့ Thomas Frank ရဲ့ Spurs နဲ့အပြောင်းရွှေ့ဟာဒီပြန် transfer တစ်ခုလုံးကို pressure လာဖြစ်တယ်။ဆိုတော့ ထော်တန်ကမတော်တဆမက်ချ်ဖြစ်တာလို့ထားပါတော့ Brian Ambuemo ကို okay Man United ပေးတဲ့650 plus ဒါ30ပဲဖြစ်ဖြစ်စနစ်ပဲဖြစ်ပေးတာကို Spurs ကပေးမယ်ဆိုရင်ကစားမကစဉ်းစားမှာလက်ရှိသူ့ရဲ့ဆရာဖြစ်တဲ့ Thomas Frank ဟာ ဘရန့်ဖို့အသင်းရဲ့နီးပြားကနေစပန်ကိုသွားတဲ့အခါမှာတေချာပေါက်သူ့ဆရာလက်အောက်မှာတော့နေရာရပါပြီလေအဲအဲ့ချက်ဒီစဉ်းစားရတယ်နောက်တစ်ခုကချန်ပီယံလိကစားရမယ်ဒါပေမဲ့သူကအစိုးရကတော့မန်ယူနိုက်တက်ကိုပြောင်းချင်တယ်ယူနိုက်တက်ကသူ့တော့ပူကောင်းနိုင်တဲ့အချိန်နောက်ကေမွန်ကစားမဖြစ်တော့အန်ဒရီအိုနာနာနဲ့လည်းအသိပေါ်ဖြစ်တယ်ဒါဒီနေရာမှာစပါဘက်ကမက်ဆီမမ်ပေးနိုင်တဲ့လာဆာတသိန်း3000ပဲစပါအများကြီးပေးလိပေးထားမှရှိဘူးယူနိုက်တက်အော်ဖာထားတာကတပတ်ကိုတသိန်းခွဲပြီးတော့ခံစားခွင့်ဘောနပ်စ်တွေပါပါရင်2သိန်းဒါပေမဲ့ Manchester United ကအခု David Ornstein တို့ Fabrizio တို့ report ရဆိုရင်တော့ United က poor position နဲ့သူပဲရမယ်လို့တွက်ထားတယ်။ဒါပေမဲ့ Spurs က something crazy ကာလာမှုတွေမလုပ်ခဲ့ဘူး။ဆိုရင်တော့ Thomas Frank နဲ့အတူ Tottenham ကိုပါလာမှာမဟုတ်ပဲ United နဲ့ပဲအဆုံးသတ်နိုင်မယ်။ဒါပေမဲ့ Man United အသင်းကတော့ဒီပြောင်းရွှေ့နဲ့ပတ်သက်လို့အခု final offer ပေါ့ဗျာ third final offer လောက်ထားတယ်ဒါပြီးပြီးပြီး job done ဆိုတဲ့ပုံစံမျိုးအပြီးဖြတ်မယ်ဆိုတော့ Brian Abumo ရဲ့လက်ရှိနောက်ဆုံးအခြေအနေမထင်မှတ်တဲ့ Tottenham နဲ့ Thomas Frank ပါဝင်လာမှုကဒီပြောင်းရွှေ့ကိုအနည်းငယ် twist လေးဖြစ်လာပြီးတော့ Man United ပြည်သက်တွေနည်းနည်းထပ်ဆောင်ရမယ့်အခြေအနေမျိုးဖြစ်လာပါအားလုံးကျေးဇူးတင်ပါတယ်